ကျွန်တော်ရဲ့ချမိတ်ဆွေတငယ်ချင်းများညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာ ASM Business Electronic Projects Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော် National Iron Repair ပေါ့နော် National မိဘူးလေးပြည့်နေတဲ့ဟာကိုကျွန်တော်ပြင်ဆင်တဲ့နီးလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပစ္စည်းကရိယာတွေများများစားစားမလို့ပဲနဲ့ပေါ့နော်ကိုတိုင်းဒီအိမ်မှာသုံးနေတဲ့မိဘူးလေးတွေအဲမိမပူတော့လို့ရှိရင် အပြန်လဲပြီးတော့เนาะပြင်ဆင်ပြီးတော့အသုံးပြုလို့ရအောင်ကျွန်တော်မျှဝေပေးတော့မှာဖြစ်ပါတယ်ဗျာเนาะခုသာပါဝါဖွင့်ပြီးတော့ကျွန်တော်ပလက်လေးထိုးပြီးတော့စကြည့်ပါမှာเนาะဒါရှေ့ကဒါအပူချိန်တဲ့ဘိန်းလေးပေါ့เนาะအဲ့လေးလှည့်ကြည့်တာမီးရမလာတော့ဘူးပေါ့เนาะဘယ်လိုလှည့်လဲမီးရမလာတော့ဘူးပူလည်းမပူတော့ဘူးပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်ထဲထဲဖွင့်ပြီးတော့အဲတစ်ဆင့်ချင်းလေးကျွန်တော်စမ်းပြီးတော့ညှဝေပေးတော့မှာဖြစ်ပါတယ်ဗျာเนาะ ကဲထည့်ဖွင့်တော့မယ်ဆိုတော့နော် AC ပလတ်လေးချုပ်လိုက်ပါပြီအရင်ဆုံးကျွန်တော်တို့ဒီနောက်ကအရင်ဆုံးအဖုံးလေးပါနော်သူကကြောက်လက်နဲ့ရှည်ရှည်လေးပေါ့နော်နတ်ရှည်ရှည်လေးရှိပါတယ်အဲ့ဒါလေးအရင်ဖြုတ်အောင်ပါဖြုတ်ပြီးရင်တော့ဒီ AC power ဂျိုးနှစ်ခုပေါ့နော်အဲ့ဒီ AC power ဂျိုးနှစ်ခုကိုအရင်ဖြုတ်ပါမယ်ဗျာနော်နောက်မှဒီမှာသူနတ်ကလေးတွေနဲ့ကြက်ထားတာပါနော်ဒါက AC အဝင် main ဂျိုးဖြုတ်နေတာပါပြီးရင်ကျွန်တော်တို့ဒီမှာမီးသီးလေးပေါ့နော် သူကအချက်ပြမီလေးနော်မီသီးလေးလည်းဖြုတ်လိုက်ပါတယ်ဒါကသူ့ရဲ့ဒစိတ်ကလေးပေါ့ဗျာနော်ပြီးရင်တော့ကျွန်တော်တို့ဒီလက်ကင်ရဲ့အောက်မှာအဲ့ဒစိတ်လေးပေါ့နော်အဲ့ဒါလေးဖဲ့လိုက်မှသူကအောက်မှာနတ်နှလုံးနဲ့ဂိုင်းနဲ့ကိုနတ်နဲ့ဆွဲထားတာပေါ့နော်အဲ့သူကအဲ့ကာပါလေးဒစိတ်ကာပါလေးဖြုတ်ပြီးမှဒီနတ်ကလေးတွေကတွေ့မှဖြစ်ပါတယ်နော်ကဲအဲ့နတ်ကလေးတွေကိုဒါနှစ်ချောင်းလုံးပေါ့နော်ဟိုဘက်ဒီဘက်ချုပ်ချုပ်လိုက်ရင်ဒါလက်ကင်လေးကဒီလိုလေးဖြုတ်ရလာမှဖြစ်ပါတယ် နောက်တစ်ဆင့်ကကျွန်တော်တို့ဒါဒုတိယအလဲဆင်းလေးပေါ့နော်အလဲဆင်းကဒါတတ္ထုပြတတ္ထုခွက်လေးခေါ်မှာပေါ့နော်ဒါအထဲထဲကမြင်းနေရတဲ့နော်အစိတ်ပိုင်းတွေဖြစ်ပါတယ်နော်တန်ကြီးတွေလည်းလိုက်နေပြီအထဲထဲမှာအဲ့ဒါကင်းမြင်းနေပေါ့ဖုံနေအဲ့အလေးတွေကိုကျွန်တော်တို့ပြုပြင်တဲ့အခါမှာအဆင်ပြေအောင်လို့တန်ရှင်းရေးလေးတန်ရှင်းရေးလေးလုပ်ပေးရမှာဖြစ်ပါတယ်ဗျာနော် တန်ရှင်းရေးရလဲကျွန်တော်တို့ဒီဆိုဆေးတုတ်တဲ့စုတ်တံလေးနဲ့ပေါ့ကေနော်အသာရလေးအဲအဲ့လိုလေးတန်ရှင်းရေးလေးလုပ်ပြီးရင်ကျွန်တော်တို့ခုမိဖို့မပူမိဖို့မပူတာကကွိုင်ကပြက်တာလားဘယ်ကပြက်တာလဲသိအောင်ဒါမီတာလေးနဲ့အရင်ထောက်ကြည့်အောင်နော်အရင်ဆုံးကျွန်တော်ကွိုင်နှစ်ဆကိုထောက်ကြည့်ပါမယ်နော်ကွိုင်းနှစ်ဆကလာသေးတယ်ဗျနော် กว่าเนี่ยซะဒီမှာ on scale มาท่าတိုင်းလဲဒီမှာ45ဗောเนาะ45 45 46လောက်ရှိတာဗောနော်သူရဲ့အုံးကအဲ့ကြတော့ coin ကကောင်းသေးတယ်ဆိုတော့အဲ့ဆိုရင်ခလုတ်ကလေးတစ်ချက်ပြန်ထောက်ကြည့်ပါမယ်နော်ခလုတ်ကဒီခုနလှဲ့တဲ့ဘိန်းကနေသွားတဲ့ခလုတ်ဗောနော်ဒါက coin ရဲ့နော် coin ရဲ့ အုံတံပိုးလေးပါနော်အဲဆိုကွိုင်းကကောင်းပါသေးရဲ့ဗျကွိုင်းကောင်းပြီဆိုရင်ကျွန်တော်တို့ခလုတ်ပေါ့ဗျာနော်ဒီခလုတ်လေးမောင်းတံလေးပေါ့နော်အဲ့ဒီမောင်းတံကသူကဒီလျှက်ဆက်ကူးဖို့ပေါ့နော်သူကမီပူလွှမ်းရင်လည်းဖြတ်ပေးတဲ့ဟာလေးပေါ့နော်ခလုတ်လေးလှည့်လိုက်မှသူက connection ဖြတ်ပြီးတော့မီးဘူးကကွိုင်းကပူပေးတာပေါ့နော်အဲ့ဒါလေးကခလုတ်အဲ့ဒါဆိုရင်ကွိုင်းကကောင်းတယ်ဆိုတော့ဒီခလုတ်နေရာကဖြတ်တော့တယ်နော် ရခလုတ်ကိုကျွန်တော်တစ်ချက်လောက်စမ်းကြည့်မှာနော်အဒီမောင်းတန်မောင်းတန်လေးမှာ content တစ်ခုအောက်မှာအခန်းလေးရဲ့ content တစ်ခုပေါ့နော်အဲ့ content နှစ်ခုထိမှသူကလေ့ရစီးပြီးတော့ coin ကပူပေးတာဖြစ်ပါတယ်နော်အခုအဲ့ content လေးကတန်ကြီးတွေလိုက်နေနော် content လေးကတန်ကြီးတွေလိုက်နေတယ် အဲ့ကြအဲ့ content လေးနှစ်ခုကိုကျွန်တော်ထောက်ပြီးတော့ဒီ meter လေးနဲ့ပေါ့နော် connection ရှိမရှိပေါ့နော်အဲ့ဒီနှစ်ဆကအခုလက်ဝဲပဲစုံတဲ့အလဲလိုင်းလေးပါနော်သူက3 line 3 line နောက်မှာ wire ဆက်ဖို့3 line ပါတာလက်ဝဲပဲနဲ့အလဲလိုင်းဟုတ်တယ်တေချာသွားပြီနော်သူကမမီတစ်ချက်မီတစ်ချက်အဲ့လိုလေးဖြတ်နေတာပေါ့နော် အဲ့ဆိုရင်ဒါခလုတ်လေးတန့်ရှင်းရေးလုပ်ရင်ဒါရဖို့ရဖို့များပါတယ်နော်ကဲကျတော့အဲ့ဒီ contact လေးနှစ်ခုရို့နှစ်ခုကိုပေါ့နော်အပေါ်ရောအောက်ရောကိုကျွန်တော်တို့ဒီ cover ကောင်းတာတော့အနုလေးပေါ့ဗျာနော် cover အနုကလေးနဲ့အနှဲငယ်ဒီစပေးလိုက်ရင်ပေါ့နော်နည်းနည်းလေးအယောင်လေးလက်လာအောင်အထိအဲ့ contact နှစ်ခုကိုကျွန်တော်တို့ cover လေးအနှဲငယ်ဒီစလိုက်ရင်စင်ပြေမယ်လို့ထင်ပါတယ်ဗျာနော် နော်အပေါ်ကျတော့နည်းနည်းလေးလက်တော့ဝင်တယ်ပြတော့ရတာသူကချားလေးတယ်မနော်ဒါကကျွန်တော်အပေါ်ကကွန်တက်လေးကိုစားတာပါနော်ထဲရောအောက်ရောပေါ့နော်ထဲရောအောက်ရောအဲ့ကွန်တက်လေးနှစ်ခုကိုဒီတန်ကြီးတွေပြောင်းတော့အောင်ပေါ့နော်အယောင်လေးလက်လာအောင်ဒီစားပေးရမှာဖြစ်ပါ ီးရင်တော့ကျွန်တော်တို့ရေရှည်လေးလဲကောင်းပါအောင်တပင်းနိုင်လေးနဲ့ပေါ့နော်ကြီးစေးတဲ့သဘောပေါ့ဗျာနော်အဲ contact point လေးနှစ်ခုကိုကျွန်တော်တို့ဒီတပင်းနိုင်လေးနဲ့တပင်းနိုင်မရှိရင်လည်းကျွန်တော်တို့ဒီဇယ်နဲ့လဲရပါတယ်နော်ဒီဇယ်လေးနဲ့စေးထားရင်လည်းသူအတော်နဲ့တန်ကြီးမလိုက်ဘူးပေါ့ဗျာနော်ကျွန်တော်ကတော့ဒီဇယ်မရှိလို့ဒီမှာတပင်းနိုင်လေးနဲ့ပဲဒီအထက်အထက် point လေးရောအောက် point လေးရောပေါ့နော်နှစ်ခုစလုံးကို အတန်ရှင်းလေးလောက်လိုက်တာဖြစ်ပါလားနော်ကဲကွန်တက်ပွိုင်းကဒီဟာလေးပြောနော်ဒီဟာလေးဒီအယောင်လေးဝင်းသွားပြီဆိုတော့ဒါကွန်နက်ရှင်ကောင်းကောင်းနှိမ့်သွားပြီပေါ့နော်ကဲအဲ့လိုလေးပြီးရင်ကျွန်တော်တို့ပြန်ပြီးတော့ဒီခလုတ်လေးကိုပြန်ဆန့်ကြည့်မှာပေါ့နော်အဲ့ဒါအကုန်လုံးတက်ပြီးမှမနှိမ့်ရင်ပြန်ဖြုတ်နေရမှာဆိုလို့ဘာမှ နောက်ထပ်မတက်ခင်မှာသည်ဒီနှံငုတ်ပေါ့နော်ဒီနှံငုတ်ကိုမီတာလေးနဲ့ထောက်ပြီးတော့ဒါမောင်းတန်လေးနှိပ်ကြည့်အဲဒါဆိုရင်ကောင်းကောင်းမိသွားပြီနော်အဲဒါဆိုရင်အဆင်ပြေသွားပြီရနော်ကဲအဲ့ဆိုရင်ကွန်တက်လေးနှစ်ခုကနော်ကွန်နက်ရှင်လေးမိသွားပြီဆိုတော့ဒီမောင်းတန်တာ ဘိန်းနဲ့ဒီမောင်းတံကိုဒီအပေါ်ကဘိန်းလေးလှည့်ရင်သူကအောက်ကိုနှိမ့်သွားပါတော့နှိမ့်သွားတဲ့အခါမှာခန္ဓာကကွန်တက်လေးနှစ်ခုကထိသွားပြီးတော့ဒါ꽌ငါးနေပူတာဖြစ်ပါတယ်နော်ခုအဲ့အားလေးမောင်းတံလေးရဲ့ဒီအခုဒါစတီချောင်းလေးခေါ်မှာပေါ့နော်စတီချောင်းလေးကနည်းနည်းလေးအဲ့အဲ့လိုလေးတက်ပြီးရင်ဒါအပေါ်ကအလဲစင်းခေါ်မှာပေါ့နော်အလဲစင်းကဟာလေးတက်လိုက်မယ် တတ်ပြီးရင်လည်းထိတ်ဆုံးငါကာပါမတတ်ခင်မှာပြန်စန့်ကြည့်အောင်မနော်ဒါမောင်းတန်လေးအမိသွားပါ යි နော်အစင်ပြေသွားပြီဗျနော်ကဲဆိုရင်ဒါဒါအပေါ်ဆုံးကခိုင်းပေါ့နော်လက်ကင်ခိုင်းခေါ်မှာပေါ့ကဲအဲ့အားလေးကသူဘိန်းဘိန်းတဲ့တဲ့မှာအပေါက်လေးပါရနော်အဲ့ဒီလေးကိုကွက်တီလေးထိုးရမယ်ကွက်တီလေးထိုးပြီးရင်ကျွန်တော်တို့ ဒါနပ်နော်နပ်ပြန်ကြက်မှာပေါ့ဗျာနော်နောက်တစ်ခါကျွန်တော်တို့နပ်မကြက်ခင်မှာလေတဲ့နော်တစ်ချက်ပြန်စမ်းလိုက်အောင်ပါဗျာနော်တေချာတဲ့တေချာကောင်းလို့နော်ခဏကဒါဘိန်းလေးဆက်ရင်မီမှာပေါ့နော်မီတာကနေအတန်လေးမီပြန်မှာအဆင်ပြေသွားပါပြီနော်အဲ့ဆိုရင်တေချာသွားပါပြီကောင်းသွားပါပြီနော် ကဲဆိုရင်ကျွန်တော်နတ်တွေပြန်ပြီးတော့တတ်ပါတော့မယ်။ဒါလက်ကင်ကိုင်းကနေသူကအောက်ခြေအထိနော်။နတ်နှစ်ချောင်းနဲ့ဆွဲထားတာပေါ့နော်။အလဲဆင်းမှာတတ်တတ်နတ်ဆွဲเสียရမလို့သူကအောက်အောက်ဆုံးဖရိန်နဲ့အပေါ်ကလက်ကင်ကိုင်းနဲ့ပေါ့နော်။အဲ့ဒီနတ်နှစ်ခုကြက်လိုက်လို့ရှိရင်ဒါအကုန်လုံးပြီးသွားပြီပေါ့နော်။ပြီးရင်ကျွန်တော်တို့နောက်ကခொနကကြမ်းနေတဲ့ဒီမီးသီးအချက်ပြမီးသီးလေးရဲ့ဒါ AC မိန်အဝင်ကျိုးလေးရယ်နော်ဒါလေးတက်ပြီးရင်ဒါပြီးသွားပြီနော်အင်ဗတာမှဘာမှခက်ခက်ခဲခဲမပါဘူးကျွန်တော်တငယ်ချင်းတွေအိမ်မှာမီးဘူးတွေပါတွေအခုလိုမပူဘူးဆိုရင်ဒါကိုယ်တိုင်ကြောက်လှဲ့လေးရှိရင်ကိုနော်တချို့ကလည်း screw ခေါ်လာမသိဘူးနော်အခေါ်အဝါတော့ထားပါတော့နော်ကျွန်တော်ကတော့ကြောက်လှဲ့ကြောက်လှဲ့လေးတစ်ချောင်းရှိရင်ကိုဒါကိုယ်တိုင်ပြင်ပြီးတော့နော်အသုံးပြုလို့ရမှာဖြစ်ပါတယ်နော်ဒါကျွန်တော်ကအချက်ပြမီးသီးလေးအရင်တတ်လိုက်တာပါနော် ဒါက AC အဝင်ကြိုးတချို့ပါနော်ကျွန်တော်တို့ဒီအိမ်မှာတို့မီးဘူးလေးတွေပြင်မယ်ဆိုရင် ကျွန်တော်တို့စပြီးတော့မဖြုတ်ခင်ပါတဲ့ကနော်ဘယ်နေရာကဘယ်ကျိုးဆိုတဲ့ဟာလေးတွေမှတ်ထားဖို့လိုပါတယ်နော်ဒါမှပြန်တတ်တဲ့အခါမှာလည်းကျွန်တော်တို့မမှားအောင်ပေါ့ဗျာနော် ဒါကအချက်ပြမီးသည်နောက်တစ်ချိုးပါနော်ကဲဆိုရင် AC main ချိုးတစ်ခုပဲကျန်တော့တယ်ဒါလေးပြီးရင်တော့ပြီးပါပြီနော်တချို့မိဘတွေမိဘလေးတွေဆိုရင်လည်းကျွန်တော်တို့ဒီအထက်ထဲကဘာမှမဖြစ်ဖက်နဲ့ပေါ့နော်ဒီ AC main ချိုး ကသူသုံးမှများလို့ရှိရင်ဒီအထက်ထဲကကျိုးလေးတွေပြတ်တာလည်းဖြစ်နိုင်ပါတယ်နော်ပြီးရင်ကျွန်တော်တို့ဒီ AC အဝင် main ကျိုးမှာတနေရာမှာတချို့မီးဘူးတွေဆိုရင်ဒီပေါက်နေတာလေးတွေပေါ့နော်ဖောင်းပြီးတော့အသုံးများတော့ပူလွန်းပြီးတော့ဝါယာကျိုးလေးတွေနော်ပြတ်နေတတ်ပါတယ်နော်အားမျိုးလေးဆိုရင်လည်းဒါဝါယာကျိုးလေးလဲလိုက်ရင်ဒါအဆင်ပြေသွားမှာဖြစ်ပါတယ်နော်အခုဒီဟာကတော့ဝါယာကျိုးကကောင်းတယ်ကျွန်တော်တို့အထက်ကခုနက ီအဖွင့်အပိတ်လုပ်ပေးတယ်ပေါ့နော် contact လေးနှစ်ခုကကျွန်တော်တို့တန်ကြီးတွေလိုက်နေလို့မပူတာပေါ့နော်ကေတာကတော့မီသီကာပါလေးပေါ့ဗျနော်အချက်ပြမီသီကာပါလေးတက်လိုက်ပါပြီတက်ပြီးရင်ဒါနောက်ဆုံးပိတ်နော်ဒါနောက်ကကာပါခေါ်မှာပေါ့နော်အပိတ်အပိတ်လေးကိုသူ့နေရာနဲ့သူကွတ်တီလေးဖြတ်အောင်နေရာချပြီးရင်နောက်ဆုံးဒီနတ်ရှေ့ရှေ့ပေါ့နော် အဲ့လေးကိုကျွန်တော်တို့ဒီ screw driver တချို့ကကြောက်လဲ့လို့ပြောရင်မသိဘူးဗျာเนาะအားကြောင့်မို့ screw driver ပေါ့เนาะအဲ့အားလေးနဲ့ဒေချာချာလေးကြက်လိုက်ပါကြည့်ရနော်အဲရသွားပြီเนาะအဲ့အားလေးပြီးရင်ကျွန်တော်တို့ပါလေးပဲကြံတော့လေဆိုတော့အပေါ်ကခုနတစ်စိတ်ပေါ့เนาะတစ်စိတ်ကပါလေးပဲကြံပါတော့เนาะ တာပါပဲဗျာနော်ကဲလှုပ်ဆရာရှိရတော့လှုပ်ပြီးသွားပြီဗျာနော်အဲ့ကျတော့ပူမပူစန့်ကြည့်ပါမယ်နော်ပူမပူစန့်ကြည့်မယ်လျှက်ဆက်နဲ့မစန်းငယ်မှာကျွန်တော်တော့မီတာလေးနဲ့နော်ခုမီတာကိုဒါ AC plus ကျိုးနဲ့တက်လိုက်တယ်ခုနဘိန်းလေးလှည့်ရင်မီမီရမှာပေါ့နော်အဲဆင်ပြေသွားပြီနော်ဒါကမီတာနဲ့စမ်းတဲ့နည်းပေါ့ဗျာနော် ဲဆိုမီတာနဲ့ကတော့အဆင်ပြေသွားပြီဆိုတော့ဒီက60မီနဲ့စမ်းတော့မှာဖြစ်ပါတယ်ကဲပါဝါဖွင့်ပါရင်နော်ပါဝါလေးဖွင့်မယ်ဖွင့်ပြီးရင်ခုနကရှေ့ကဒါဘိန်းလေးကိုပူစီထိလှည့်ကြည့်မှာပေါ့နော်အော်မီလဲလာပြီနော် ချက်ပြမီသီးလေးလဲအလင်းအောင်လေးလာပြီဆိုတော့ဒါခဏနေပူမှာပါဗျာနော်လာပြီအပူဓာတ်လာနေနော်ကဲကောင်းပါပါကြီးခင်ဗျာဒါနေရှင်းနဲ့တစ်စိတ်မီးပူလေးကိုဒါနော်အိမ်မှာတင်ကိုယ်တိုင်ပြင်လို့ရတဲ့နီးလေးပါဗျာနော်ကဲဗီဒီယိုလေးကိုကြည့်ရှုအားပေးကြတဲ့ကျွန်တော်တင်ငယ်ချင်းတွေအားလုံးကျေးဇူးတင်အထူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ